ယုံချင်းတက်နိုင်မှုပြင်ဆင်ထားကြတောက်တုတ်တောက်ကင်တွေပြတ်ပြီးယုံချင်းယုံချင်းနဲ့နိုင်ငံနိုင်ငံတကာဥပဒေနဲ့ကိုတရားစွဲမှာအတော်ဆုံးအထက်ဆုံး international ကင်နေတဲ့အမှုကင်နေတဲ့ရှေ့နေတွေကိုခေါ်မှာပတ်သက်ရှင်အကုန်လုပ်လို့ရတယ်အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုလေးကတော့မွေးရပါအကြမ်းမြင့်ဆရာဆိုင်းဝမ်းကသူ့ကိုဆဲတဲ့သူတွေကိုတရားစွဲမယ်ဆိုတဲ့အကြောင်းပြောထားတဲ့ဗီဒီယိုလေးပါကျွန်တော်နဲ့အတူဗီဒီယိုလေးကိုကြည့်လိုက်ရအောင်ဗျာ အတလွတ်စော်ထားတဲ့သူတွေကစာ Telegram Channel မှာတက်တေဖြစ်နေတိန်းထားတယ်တနေ့နေ့တစ်ချိန်ချင်းချန်တွဲပါဝါလွှဲပြီးတော့မှတရားဆွဲမှာဖြစ်ပါတယ်တရားဆွဲဆိုသွားမှာဖြစ်ပါတယ်ဘာမှပြန်မပြောဘူးလာဆဲတယ်လာတိုက်ခိုက်တယ်ဆိုရင်ဆရာဆိုင်ဝမ်းကဘာမှပြန်တုံ့ပြန်မှာမဟုတ်ဘူးတခါလဲဘန်းချပလိုက်မှာတခါလဲဘန်းထုတ်ပလိုက်မှာဒါပေမဲ့တက်တေယူထားမှာတနေ့နေ့တစ်ချိန်ချင်းကြားလို့ရှိရင်ပါဝါကြီးလာတဲ့နေ့ကြားလို့ရှိရင်တရားဆွဲမယ်ကိုကိုတိုင်းတောင်းလိုက်မှာမဟုတ်ဘူးရှေ့နေနဲ့တခါလဲကြီးပြီးလွှဲပြီးတော့မှာ စော်မှာဖြစ်ပါတယ်နော်အချိန်ကြာလို့ရှိရင်တရားဥပဒေနဲ့ရင်ဆိုင်နိုင်မှုပြင်ဆင်ထားဖို့အကောင့်အစ်စ်လုပ်ငန်းအစ်စ်ဓာတ်ပုံအမှန်တွေနဲ့လာတဲ့သူတွေအကုန်လုံးကိုလည်း Telegram မှာအကုန်လုံးတက်တည်တွေကုန်သိမ်းထားတယ်ကွန်ပျူတာထဲမှာလည်းသိမ်းထားတယ်နော်ဟုတ်တယ်ဗျ Telegram channel မှာလည်းတကယ်ကြီးစကွင်ရှော့တွေရိုက်တင်ထားတာဗျသူကိုဆဲတဲ့သူတွေကိုစကွင်ရှော့တွေရိုက်ပြီးတော့တရီယာ channel မှာတင်ထားတာဗျတကယ်ကြီးလုံမှာထင်တယ်အဲ့တော့ toxic ဖြစ်တဲ့သူတွေ narcissist ဖြစ်တဲ့သူတွေ ထရာမာမိနေတဲ့သူတွေဘူကောင်နေပေါ့ဘူကောင်နေလို့ခေါ်တာပေါ့နော်ဆရာဒေါက်တာဖြိုးပိုင်ရဲ့ topic အရာဘူကောင်နေလို့ခေါ်တာပေါ့ဘူကောင်နေရကြတော့လောကကြီးရဲ့လူတွေကိုအကောင်းမပြင်ဘူးเนาะဒီရပိုင်းတော့ဘာလို့မှန်းတော့မသိဘူးအရန်ကိုလာတိုက်ခိုက်နေတယ်เนาะအစကတော့တော်တော်စိတ်ညစ်မိတယ်ဒါပေမဲ့ကျွန်တော်တိတ်ချပြစဉ်းစားတယ်ဩငါနေရရနေလို့ငါ့ကိုလာတိုက်ခိုက်တာပဲဆိုပြန်စဉ်းစားတယ်စိတ်မညစ်တော့ဘူးပျော်ပျော်ပဲနေမယ်လာတိုက်ခိုက်တာနဲ့အကောင့်စစ်ပဲဖြစ်ဖြစ်အကောင့်တူပဲဖြစ်ဖြစ်တိုက်ခိုက်တယ်ဆိုကြဲကွာမနာလို့လို့ဟုတ်တယ်เนาะတကယ်တမ်း သူ့ဘဝနဲ့သူနေနေတဲ့သူတွေကဘယ်သူမှမတိုက်ခိုက်ဘူးယောက်ျားလေးလည်းမတိုက်ခိုက်ဘူးမိန်းမလေးလည်းမတိုက်ခိုက်ဘူးတိုက်ခိုက်တယ်ဆိုကြတဲ့ကွာမနာလို့သူတို့ရဲ့အခြေခံစိတ်သဘောတရားမှာ psychology သဘောတရားအရစိတ်ပညာရဲ့သဘောတရားအရမနာလို့လားမနာလိုစိတ်ကအခြေခံပြီးဒေါသဖြစ်ပြောင်းသွားတာပေါ့နော်ဆိုတော့ခုနပြောတဲ့လူတွေကိုကျွန်တော်ရှောင်တယ် toxic ဖြစ်နေတဲ့သူတွေ narcissist ဖြစ်နေတဲ့သူတွေ ਨੇ trauma မိနေတဲ့သူတွေအဲ့ဒီထဲမှာအဆိုးဆုံးကကြတော့ ထရာမာမိနေတဲ့သူတွေပိုအဆိုးဆုံးပဲစိတ်တန်ရာရနေတာသူတို့ဘဝမှာနိုင်ငံရေးကြောင့်တော်၎င်းတဘာဝဘေးအန္တရာယ်ကြောင့်တော်၎င်းသူတို့ရဲ့ကြီးပြင်းလာတဲ့ရှင်သန်လာတဲ့မိသားစုကြောင့်တော်၎င်းစိတ်တန်ရာမိနေတဲ့သူတွေပိုကြောက်ဖို့ကောင်းတယ်သူတို့ရဲ့ဘဝမှာမပြည့်စုံခြင်းမပျော်ရွှင်ခြင်းเนาะအစမပြေခြင်းတွေကိုများပြီးတော့မွတ်သိပ်ပြီးတော့မွန်းကျက်ပြီးတော့မှသူတို့အတွင်းထဲမှာဟိုးအတွင်းအစ္စတမှာမိနေတဲ့ဒဏ်ရာအဲ့ဒီဒဏ်ရာတွေကိုသူများအပေါ်မှာပုံချတာသူများအပေါ်မှာဆွဆွဲတာသူများအပေါ်မှာဒေါသထွက်တာသူများအပေါ်မှာဆဲတာ ယုံရင်ကြံတမ်းပြီးဆဲတာအဲ့လိုလူတွေကတဖက်သားစီးဝါရေးပြတ်ဖို့လည်းဝင်မလေးဘူးတဖက်သားကိုတပ်ပြစ်ဖို့လည်းဝင်မလေးဘူးအဲ့လိုလူတွေကတိတ်ချက်ဖို့ကောင်းတာအရန်ချက်ဖို့ကောင်းတာဂျန်နွယ်ပါဝါလွှဲပြီးတော့မှငွေပုံပေးပြီးတော့မှတရားစွဲမှဖြစ်တဲ့အတွက်เนาะအညိုးကြီးတယ်တက်သေးတယ်အကုန်ကင်ထားတယ်တကယ်ရီရဲ့အမှန် profile အမှန်နဲ့လာတိုက်ခိုက်တဲ့လူတွေကိုကင်ထားတယ်တကယ်လို့နိုင်ငံခြားမှာနေတဲ့လူတွေကလာတိုက်ခိုက်တယ် real အမှန်နဲ့လာတိုက်ခိုက်တယ်ဆိုလို့ရှိရင်လေနိုင်ငံတကာဥပဒေနဲ့တရားစွဲမှာတလား လုပ်လို့မရအောင်မထင်နဲ့ပတ်စံရှင်အကုန်လုပ်လို့ရတယ်ငွေရှိဖို့ပဲလိုတာပတ်စံအားတောက်ဖို့ပဲလိုတာနိုင်ငံတကာဥပဒေနဲ့လုပ်လို့ရတယ်စော်လို့ရတယ်ကြည့်လားနိုင်ငံသားမှနေလို့ငါတိုက်ခိုက်လို့မရတိုက်ခိုက်တာငါမဖမ်းငါ့ကိုဖမ်းလို့မရငါ့ကိုတရားစွဲလို့မရဘူးလို့မထင်နဲ့နိုင်ငံတကာဥပဒေဆိုတာရှိတယ်တည်တယ်ဟုတ်နိုင်ငံတကာဥပဒေနဲ့လုပ်လို့ရတယ်အတော်ဆုံးအထက်ဆုံးအကျွမ်းဆုံးရှေ့နေတွေနဲ့ပတ်စံပုံပေးပြီးလုပ်လို့ရတယ်လောကမှာကဘာကြီးမှမြင်သွားတာပတ်စံပဲပတ်စံရှင်အကုန်လုပ်လို့ရတယ်ပါဝါကြီးလာတဲ့တနေ့ကျရင်တရားစွဲပါမယ်တဲ့ ကြောက်တောင်လာပြီနော်သိရမလားဆိုတော့အဲ့လိုမျိုးနိုင်ငံခြားမှာနေတယ်ငါတို့က profile အမှန်နဲ့လုပ်ငန်းအမှန်နဲ့နိုင်ငံခြားအနေနဲ့ကိုတိုက်ခိုက်တယ်ဆိုပြီးတော့လေအနေရကင်းမိမထင်နဲ့တနေ့နေ့ကျွန်တော်အညိုးကြီးတယ်တနေ့နေ့တစ်ချိန်ချင်းကျွန်တော်ပတ်စံကိုရေလိုသုံးနိုင်နေနေကြလို့ရှင့်အဲ့ဒီလူတွေတတိထားပြောပြပြီနော်ကျွန်တော်ကိုယ်တိုင်ရှေ့ထွက်မှာမဟုတ်ဘူးနော် general power လွှဲပြီးတော့ gp လွှဲပြီးတော့မှစော့ရင်းဆိုင်ရုံချင်းတက်ဖို့ပြင်ဆင်ထားကြရုံချင်း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 နဲ့နော် 道路到界内，不要疲劳嘛。融金来、来福变线，他家扫码呢，路嘛都给路嘛。湖南、啊、妈妈不要的，南建他家。啊，湖南了，安南年的钱不的不，南建他家。三百线南建他家。白个路到哪边不收？哈路哈路哈路。铁路东南年的家路，铁路线铁路的，当时地下水嘛，木灰嘛。融金哪到哪木变线他家。道路到界内，不要疲劳。融金融金的，男人男人的卡屋里呢有地下水嘛。啊，当中一塔松，一塘的线呢界内的啊木界内的线里有矿嘛。不收线工路路亚的。 အခုကတော့နိုင်ကျင့်ထားကြအောင် channel power အကုန်လွှဲမှာကုန်ကျင်တလောက်ကုန်ပြီစီနော်ကုန်ကျင်တလောက်ကုန်ပြီစီငွေကိုရေလို၃နိုင်အောင်စူးစမ်းနေတယ်ငွေကိုရေလို၃နိုင်တဲ့နေ့အဲ့ဒီလူတွေကိုတရားတက်ဆွဲတဲ့နေ့ပဲရအောင်လုပ်မှာဆယ်ယောက်ရှင်းဆယ်ယောက်လုံးကိုဆွဲမှာဂျုံချင်းတက်ဖို့ပြင်ဆင်ထားဂျုံချင်းလိုက်ဖို့ပြင်ဆင်ထားတောက်လို့တောက်တောက်ကိုင်းနေရှုပ်ပြီးတော့ဂျုံချင်း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 နေလိုက်ဖို့ပြင်ဆင်ထားအမှုဆိုတာနော်တိတဲ့အတိုင်းပဲအရန်ရှည်ကြတယ်အမှုဆိုတာနော် အကြောင်းမလို့ကျွန်တော်တခါတည်းပြောပြပေးပါတယ်เนาะကျွန်တော်အသက်လွတ်လာတိုက်ခိုက်နေတဲ့သူတွေကိုတခါတည်းเนาะညင်ညာထားပါတယ်အကောင့်တုနဲ့ဆိုရင်တော့တခါတည်းဘန်းမှာမတုံ့ပြန်ဘူးအကောင့်စစ်နဲ့ဆိုရင်တော့မတုံ့ပြန်ဘူးတက်တည်ယူထားမှာတက်တည်ယူထားမှာကျွန်တော်အညိုကြီးတယ်ဆိုတော့ပြောပြထားပါတယ်เนาะအလုံးကြတဲ့အတိုင်းပါပဲသူ့ကိုဆဲတဲ့သူတွေကိုပါဝါကြီးလာတဲ့တနေ့ကြရင်တရားစွဲမယ်တဲ့တက်တည်တွေစုထားရတယ်เนาะဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေလည်းသူ့ကိုဆဲမယ်ဆိုရင်ဖြည်းဖြည်းဆဲကြပါတက်စီပြီးမှဆဲကြပါကျေးဇူးတင်ပါတယ်